မြင်္ဂလာပါမနေ့ပြန်ခொနီယာသာရမီများအတွက်တည့်ရတာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသာရမီများအတွက်ယနေ့မှာတော့အလုပ်တွေတိုးလို့တန်တန်ဖြစ်နေပါမယ်ဆုံးပြတ်ခတ်တဲ့အခြေအနေအကျက်သေးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်အိမ်တော်ကြီးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဒေထိုးလျောင် ဖြစ်တတ်ပါတယ်အခြေအနေမှာတော့စကားများညှင်းခုန်နေရတတ်ပါတယ်၄၆ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့ရွှေဝါရောင်ဖြစ်ပါတယ် ရေနေရအနေနဲ့တော့မိမိရံဖျားမှာကော်ပြန့်ကျော်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့စီးပွားရေးလူမှုရေးကိစ္စများအဆင်ပြေအောင်မြင်ပါမယ်။ကြံစည်သားသမီးများအားလုံးအောင်မြင်ပါလိမ့်မယ်။ငွေကြေးကံတော့အလွန်ကောင်းပါတယ်။အခြေရင်းမှာတော့စမ်းပွင့်နေပါလိမ့်မယ်။အာယုံကြောအကြောနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။ငါခွန်ပါတဲ့ကနိုင်များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွေ့အောင်ဖြစ်ပါတယ်။ရေနေရအနေနဲ့တော့မိမိရံဖျားမှာ စီထမင်းကတ်လို့ပူဇော်ပေးပါ။ အင်္ဂါသားသမီးများတော့ယနေ့မှာတော့အလုံးမှာဝေခွဲအပ်ခက်ဆုံးဖြတ်ခက်တဲ့အခြေအနေမျိုးတွေကြုံတွေ့ရပါမယ်။အထင်လွဲဆွဆွဲခံရတတ်ပါတယ်။ရွှေလက်ဝေဒနာပစ္စည်းတွေထွက်သက်ပျောက်သက်ပျက်စီးတတ်ပါတယ်။အထက်လူကြီးကြီးကဲများစီရနေပြီးတော့အကူအညီထောက်ပံ့တွေရရှိပါလိမ့်မယ်။ဘိုင်းအောင်ပိုင်နာ ဖြစ်တတ်ပါတယ်။အခြေအေးမှာတော့တာတာရရာရှိပါမယ်။ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်နဲ့နေညွေရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိရဖျားမှာပူတင်းပေါင်မကလို့ပူဇော်ပေးပါဘုံတော်သားသမီးများတို့ယနေ့မှာတော့အရေးကြီးစာစာရမ်းများစာချုပ်များပြတ်သက်ပြောက်သက်ပါတယ်အလုပ်ထဲမှာစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်ယင်းဤနဲ့မိတ်ဆွေတို့ဦးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်ချစ်သူစရာနေပြီးတော့ထင်မှမထားတော့လက်ဆောင်များရတတ်ပါတယ်လေးတက်ပါတယ်ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့အောင်တော့အနဲ့ရောင်နဲ့ရွှေဝါအောင်ဖြစ်ပါတယ် ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာ only ပါတယ်မဟုတ်ကလည်းပုံစံပေးပါကြာရပရိသတ်မိများတို့ယနေ့မှာတော့မိမိနေအလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။အချင်းရင်းနဲ့အိမ်တော်ရေးမှာတော့စကားပြောဆိုရင်းခုန်နေရတတ်ပါတယ်။အပူလောင်တတ်ပါတယ်။ငွေကြေးကံအလွန်ကောင်းပါတယ်။ခွန်ကိုးပါတဲ့ခဏများအချိုးပေးပြီးတော့ကံကောင်းနေရအောင်တော့ခရမ်းရအောင်ဖြစ်ပါတယ်။ရေဒီယာနေနေရတော့မိမိရန်ဖျားမှာမုံစိမ်းပေါင်းကလူပူဇော်ပေးပါ။ ောက်ကြသားသမီးများတို့ယနေ့မှာတော့စီးပွားရေးလူမှုရေးအစအစရရအဆင်ပြေအောင်မြင်နိုင်မယ့်နေ့လေးဖြစ်ပါတယ်။ရွှေလက်ဝဲယန္တနာများဝင်တတ်ပါတယ်။ကြားမရင်မှာစိုးရင်စရာမရှိတော့လေခန္ဓာကိုယ်ဘယ်ဘက်ချမ်းအောင်နေတတ်ပါတယ်။အချိန်ရင်းမှာတော့ตายရနေပါလိမ့်မယ်။ကိုငါပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနဲ့ရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျားမှာကြောက်ကြောက်ကပ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ပညာရေး ကိစ္စအတင်းတန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါမယ်။လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ရစရာရှိတဲ့ငွေကြေးများ မထင်မှတ်ဘဲနဲ့ပြန်လည်ပြီးတော့ဝင်လာတတ်ပါတယ်။ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။နှင်းငါးပါတဲ့ကနန်းများချိုးပြီးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ရွှေရောင်ရွှေဝါရောင်ဖြစ်ပါတယ်။ရေရာနေနေရတော့မိမိရံဖျက်မှာပဲပလာတာကလို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ